မမင်္ဂလာပါနီကိုနေကောင်းချမ်းသာချမ်းသာကြပါစေဘုရဘူးညမှာကံမဲ့စပိန်လာလီကပွဲစဉ်36၃ပွဲရှိပါတယ်ဒီပွဲစဉ်တွေကိုကျွန်တော်ပွဲချုပ်တောင်းသပေးပါမယ်ပထမဦးဆုံးည7နာရီမှာကံမဲ့အလာဘက်နဲ့ဘလန်စီယာတို့ပွဲစဉ်မှာတော့အိမ်ရှင်အသင်းဖြစ်တဲ့အလာဘက်က level 60ရှုံးနဲ့ကုပေါင်းကြီးနှလုံး20ရှုံးချုံမှာစတင်ကြီးတွေဖွင့်တာကတွေ့ရပါတယ် table နဲ့ဇယအနေထားကိုကြည့်မယ်ဆိုရင်အလာဘက်ကအဆင့်16မှာရှိရ35မှသူရအောင်မှာအဆင့်88မှာလေခန်းက34မှာပေါ့နော်အလာဘက်ရဲ့အပေါ်မှာတော့စီဗီလာရှိပါတယ်38မှာပေါ့ဗျာဒီနှစ်သိန်းရဲ့ပထမအကြော့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဘလန်စီယာကွက်မှာတူးတူးဆိုတဲ့ရလနဲ့ပွဲပြီးထားတာတွေ့ရတယ်ပေါ့နော်အလာဘက်အသင်းရဲ့အင်ဂွန်းကာရာဖောင်ကြည့်ရမယ်ဆိုလို့ရှိရင် တယ်လီတီကိုမက်ဒရစ်ကိုဇီဇီဆော့ထားတယ်ဆိုစီတက်ကို1-0နဲ့နိုင်တယ်ပေါ့နော်ပီလာရီယို1-0နဲ့နိုင်တာတွေ့ရတယ်သူချေရှောင်းထားတာဂီတာပေးအက်စပန်ယိုဘယ်ကာနိုရီယယ်မက်ဒရစ်ဆိုမှသူချေရှောင်းထားတယ်ပေါ့နော်စပိန်လာလီဂါမှာနောက်ဆုံးဆော့ခဲ့တဲ့အင်္ဂွန်းနပွဲလုံးသူတို့ချေအောင်ထားတာတွေ့ရတယ်ပေါ့နော်ဗလန်စီယာအသင်းရဲ့အဝေးကွင်းကာရဖောင်ချိရမယ်ဆိုရင်ဗလန်စီယာအသင်းကနောက်ဆုံးဆော့ခဲ့တဲ့၈ပွဲမှာဆိုရင် ီအတင်းကကြေးကျထားတာတပွဲပဲရှိတယ်ပေါ့နော် La Palmas 23ရှိမယ် Real Balcano 11ရှိမယ် Real Madrid 21ရှိမယ် Real လို့အတင်းတော့အနိုင်ယူထား Girona 11ရှိမယ် Osasuna 33ရှိမယ် Villarreal 11ရှိမယ်ပေါ့နော် Sevilla 11ရှိမယ်သူတို့ရှုံးထားတာကတော့ Barcelona ကို7-1နဲ့ဒီအတင်းကခံစစ်တော့တိတ်မကောင်းဒါပေမဲ့တိုက်စစ်ကတော်တော်လေးကောင်းတာတွေ့ရတော့နော် Valencia ဘက်မှာတော့ ဂူရရာဆိုတဲ့ကစားသမားပေါ့နော်ဒီကစားသမားပွဲလဲချော်ဖို့ရှိတယ်။ဒါအဝါကငါးကပ်ပြည့်လို့ပေါ့နော်။နောက်တဦးကတော့ခေါ်ရရာဆိုတဲ့ကစားသမားရှိမယ်ပေါ့နော်ဒီနှစ်ဦးရှိမယ်။ဒါနောက်တန်းကစားသမားနဲ့ကွင်းလန်ကစားသမားပေါ့နော်။အလာဘတ်ဖတ်မှာဆိုရင်တော့နောက်တန်းကစားသမားဖြစ်တဲ့အက်ဘာပေါ့နော်ဒါအက်ဘာမော်ရိုကိုကစားသမားဖြစ်ပါတယ်။ဒီကစားသမားပွဲလဲချော်ဖို့ရှိတယ်ပေါ့နော်။ဒီနှစ်တင်း head to head အနေထားကို စောကရ၅ဘွဲကိုချိရမဆိုရင်ဘလန်စီယာအတင်းကတစ်ချိန်တည်းနိုင်ထားတာတွေ့ရပြီးမှအလာဘက်အတင်းကတော့၃ချိန်တော့နိုင်ထားတာတွေ့ရတယ်ဗောနော်အလာဘက်21အလာဘက်10စီအလာဘက်10စီဘလန်စီယာ2အလာဘက်2ဆိုမှဖြစ်ထားတယ်တွေ့ရတယ်ဗောနော်အခုကဘလန်စီယာကာရာဖောင်ကတော်တော်လေးကောင်းနေတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်ကိုကျွန်တော်အလာဘက်အတင်းကရှုံးဖို့လုံးဝမဖြစ်ဘူးဗောနော်တော်တော်လေးကိုထိန်း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 ရှော့ဖို့လိုအပ်တယ် ဗလန်စီယာအဆင့်30မှာရှိရ45မှာမာယော့ကာ49ဘယ်လ်ကန်နို59ဒီအသင်းကယူရိုပါကွန်ဖရင့်လိဝင်ခွင့်တနေရာအတွက်တိုက်ပွဲဝင်နိုင်တဲ့အနေအထားမှာရှိနေတယ်ပေါ့နော်နောက်ထပ်နှစ်ပွဲကျန်သေးတာကိုကြည့်ရမယ်ဆိုအလားပဲအသင်းကသူဆော့ခဲ့တဲ့အင်ဂျင်ရှစ်ပွဲမှာဆိုရင်ရကူ3ခုပဲရှိရပေးခု6ခုရှိရပေါ့နော်ကြည့်အောင်ထားတာ3ပွဲရှိတယ်ကြည့်ရှုံးထားတာ5ပွဲရှိရတယ် လန်စီယာတင်ရတဲ့အဝေးခွင့်မှာရကူ73ကိုပေးကူ18ကိုရှိတယ်ပေးကူချမ်းတဲ့နောက်တာမကောင်းဘူးခြေအောင်ထားတာ9ပွဲရှိရဲ့ခြေတည်ထားတာ10ပွဲရှိတယ်ဘောနော်ဒါအဓိကပြောချင်တာပါပဲ once to us မှာဆိုလို့ရှိရင်အလဘက်အနိုင်ကို20စတရေကို30စကွဲဗလန်စီယာအနိုင်ကို30စကွဲဆိုတာပေးထားတာလည်းတွေ့ရတယ်ဘောနော်ဒီပွဲစဉ်မှာတော့အပြန်အလှန်ဖြစ်လာမလို့ထင်တယ်ဗျာကျွန်တော် Blancia body နဲ့ဘူပေါင်းအပေါ်ကြိုက်ပါတယ် ွဲစဉ်တစ်ပွဲကတော့ဘီလာရီယန်နဲ့လီဂါနဲ့တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာဘော်ဒီဂျေးကခပ်ပြင်းပြင်းပဲပေါ့နော်။တလုံး90ရှုံးနဲ့ကူပေါင်းကြီး၃လုံးတည့်ရဆိုမှဖွင့်ထားရပေါ့ဗျာ။တော်တော်လေးကြမ်းတယ်ပေါ့ဗျာပေးထားတာ။ table အနေထားကိုကြည့်မယ်ဆိုဘီလာရီယန်ကတော့ချန်ပီယံလိဝင်ခွင့်တက်နေရအဆင့်ကရှောက်ဆန်တဲ့တမရခါတွေ့ရတယ်။ကျွန်တော်လီဂါနဲ့အသင်းကတော့တန်းစင်းစုံအဆင့်၈၈34မှာရခါတာလည်းတွေ့ရတယ်။ သူ့ရဲ့အပေါ်မှာအလာပဲရှိမယ်စီဗီလာရှိမယ်သူ့ရဲ့အောက်မှာလက်ပါမှရှိမယ်ပေါ့နော်ဒီအသင်းတွေကအခုလောလောဆယ်ကျွန်တော်ကဲကူမှခက်ခဲတဲ့အချိန်တစ်ချိန်ကိုရောက်နေတာပေါ့နော်သူတန်းမစင်းရရဲ့အတွက်သူတို့တွေတော်တော်လေးကိုပေါ့နော်သတိထားပြီးဆွာရမယ်အချိန်တွေတခုရောက်နေတာတွေ့ရတာဒီနေ့တင်းရဲ့ပထမအကြော့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဘီလာရီရဲ့ fight 2ဆိုတဲ့ရလနဲ့နိုင်ထားတာလည်းတွေ့ရတယ်အဲ့ဒီပွဲစဉ်မှာဒီကနေ့ကစားသမားနှစ်ဦးအနီးကပ်တောင်ပြခံထားတာတွေ့ရတယ်ပေါ့နော် လက်ရှိဘီလာရီယာရဲ့ကာရာဖောင်အင်္ဂွန်ကာရာဖောင်တွေကြည့်မယ်ဆိုလို့ရှိရင်အင်္ဂွန်မှာစော်ထားတဲ့နောက်ဆုံး၈ပွဲပေါ့နော်။ကုစားဆူနာ42အက်စပန်ယို1စီချေးသေးပါတယ်။ဆူစီဒတ်22ဘီလ်ဘာအိုဇီဇီမက်ဒရစ်21ဗလန်စီယာ11တောက်လျှောက်ချေးတွေတည်ထားတာတွေ့ရတယ်ပေါ့နော်။ဘလာဒိုလစ်ကို51နဲ့9နဲ့မာယော့ကာ4စီနဲ့နာဒီ၈ပွဲမှာဆိုရင်ချေးအောင်ထားတာ3ပွဲ3ချိန်ပဲရှိမှာပေါ့နော်။ချေးရှုံးထားတာ9ချိန်ရှိမှာ။ ဒါပေမဲ့ဘီလာရီယာမှာတူဆန်းတာတစ်ခုရှိတာဘီလာရီယာအတန်းကတအားတိုက်စစ်ကောင်းပါတယ်တိုက်စစ်တအားကောင်းတယ်ဒီရှစ်ပွဲမှာအင်္ဂွန်းရှစ်ပွဲမှာဆိုရင်တိုက်စစ်က၁၈ကိုရတာမှာပေးကိုက၈ပဲရှိတယ်ပေါ့နော်ဒါလေးကိုမေးလို့မရဘူးပေါ့နော်လီဂန်နဲ့အတင်းရဲ့အဝေးဝန်းကာရာဖောင်ရှစ်ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့စီဗီလာ22မာယော့ကာ ZZ ဒီပွဲစဉ်တွေမှာခြေအောင်ထားပါတယ်ရီယယ်မက်ဒရီ32ဒါလည်းခြေအောင်ထားတာတွေ့ရပါတယ်ပေါ့နော် သူပေးထားတာကတော့ Celta Vigo ရှိမယ် Sociedad ရှိမယ် Liga နဲ့ Valencia ရှိမယ်ဒီ ship ပွဲမှာကြီးလိုက်မယ်ဆိုလို့ရှိရင်သူကြီးအောင်ထားတာ၄ပွဲပေါ့နော်ကြီးတည်ထားတာ၄ပွဲပေါ့ဒါဒီလိုပြောချင်တာပါဒီပါ Liga နဲ့အတင်းကတော့ရကူ၅ကူရှိတယ်ပေးကူက၁၂ကူရှိတယ်ဗျအဝေးဝင်းမှာသူ short ထားတဲ့ ship ပွဲမှာပေါ့နော်အဝေးဝင်း ship ပွဲမှာအမလီဂန်နဲ့အတွက်ကဒီချိန်ကတရေရှင်လောက်အရေးကြီးတဲ့အချိန်တခုရောက်နေပြီပေါ့နော် ဒီပွဲကိုရှောင်းလုံးလုံးဝမဖြစ်ဘူးအ ਨੇ ဆုံးတည်ရဓမ္မတော်ရအောင်ကံကိုကံမှုလိုအပ်တယ် head to head အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်ဗီလာရီရဲ့အသင်းအများနာတာစီရထားတာတွေ့ရတယ်ဒီနှစ်သင်းရဲ့၅ချိန်မှာဆိုလို့ရှိရင်ဗီလာရီရဲ့အသင်းက၄ချိန်တော့နိုင်ပြီးမှတစ်ချိန်မဲ့ကျွန်တော်လီကန်နဲ့အသင်းကနိုင်ဘူးတယ်ပေါ့နော်ဗီလာရီရဲ့အသင်းဘက်မှာတော့အခွန်မဲ့ဆိုတော့ကစားသမားပေါ့နော်ဒါမပါပါဘူးဒီကစားသမားကတို့တို့အတွက်နည်းနည်းအရေးပါတဲ့ထက်မှပါတယ်ပေါ့နော်။အမော်ရိုကိုက ွင်းလက်ကစားသမားဖြစ်တယ်ပေါ့နော်။ရန်နှောင်းတွေတွတ်ထားတာကိုကြည့်ရမယ်ဆိုလို့ရှင်ဒီပွဲစဉ်မှာတော့ဗီလာရီရဲ့အသင်းက85ရာခိုင်နှုန်းပေချာဖို့ပလန်ဗီလာရီရဲ့တက်နိုင်မယ်ဆိုမှဘူကီတွေကပြောထားတာတွေ့ရတယ်ပေါ့နော်။ပြီးထားတာတွေ့ရတယ်။ wise to osma ဆိုရင်ဘီလာရီရဲ့အနိုင်ကို33ပြ33ပြဆိုတာက1000ထက်ရင်330ဆိုတဲ့အသေးပဲပေါ့နော်တရီကို650ကျွန်းနဲ့လီဂန်နဲ့အနိုင်ကို800တောင်ပေးထားတယ်များ လီကန်နဲ့နိုင်စေအကြောင်းမရှိဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်ဒါပေမဲ့လီကန်နဲ့လက်ရှိကာရာဖောင်သူဆော့ထားတဲ့စပိန်လာလီကာနောက်ဆုံးပွဲစဉ်တွေကိုချစ်ကြည့်လိုက်ပါတင်ငွေအဝေးကွင်းပေါ့နော်ဒါလေးပွဲဆက်ရှုံးမဲမရှိသေးပါဘူးမာယော့ကာစီစီဂျီရိုနာ11စီဗီလာ22အက်စပန်ယော32ဒါပေမဲ့အသင်းကြီးတွေမပါဘူးဆိုပေမဲ့လည်းဒီအသင်းတော်တော်လေးခံပြီးဆော့ထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာဘာပဲဖြစ်ဖြစ်ပြကျွန်တော်ကတော့ တောင်းလုံးတည်ကြီးဆိုတော့ဂူပေါင်းကြီးကများတော့များတယ်။ဒါမှကျွန်တော်ဒီပွဲစဉ်မှာအရေးဆုံးမိမှလီကန်နဲ့ဘော်ဒီပဲခြိုက်ပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ရီယယ်မက်ဒစ်နဲ့မာယော့ကာရိုရဲ့ပွဲစဉ်ဖြစ်တဲ့ရီယယ်မက်ဒစ်ကတလုံး89ဂူပေါင်းကြီးတောင်းလုံး30စားဆိုမှဖွင့်ထားတာလည်းတွေ့ရတယ်ဗောနော။တေဘယ်နဲ့ဇေယအနေထားကိုကြည့်မှဆိုရင်အင်ရှင်သင်းဖြစ်တဲ့ရီယယ်မက်ဒစ်ကတော့အဆင့်နဲ့မှရှိရ85မှတ် ပြကြားရမှာဗျာဘရာစီလိုနာကိုရှုံးသွားခဲ့တယ်ပေါ့နော်ဒီစနစ်တနင်္ဂနွေနေ့မှာစီလိုနာကိုရှုံးသွားခဲ့တယ်တော်တော်လေးနဲ့နာပါတယ်ဗျာအပွဲထဲမှာမာယောကအတင်းကတော့အဆင့်ကူမှရှိတယ်49မှာတန်းဆင်းနေရလဲအကြောင်းမရှိတော့ဘူးမာယောကအတင်းကလည်းကြိုးစားမှဆိုသူလည်းဒါ Europa Conference League တို့မဟုတ် Europa League ဝင်ခွင့်တနေရတော့မျောလင်းချက်ရှိပါတယ်ဒါမှ Real Madrid ဆိုတာတော့ Real Madrid ပါပဲနော်အတင်းကြီးပေါ့ ဒီနဲ့တင်းရဲ့ပထမအကြော့ပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်မာယော့ကာ1ရီယယ်မက်တစ်ဘွားမော်ဗျာဒီဒီရသည်ဒီအတင်းကနှစ်ချိန်တွေ့ပြီးပါပြီတဘွဲကတော့ကျွန်တော်ကစပိန်ကိုပါပေါ့နော်ကိုပါဒရေးမှာတစ်ချိန်တွေ့ထားတယ်အဲ့ဒီပွဲစဉ်မှာတော့ရီယယ်မက်တစ်က3ဇီးနဲ့နိုင်ပြီးမှစပိန်လာလီဂါမှာတော့1-1ချထားလဲတွေ့ရတာပေါ့နော်လရှိရီယယ်မက်တစ်အတင်းရဲ့အင်ကွင်း၈ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ကြေးအောင်ထားတာ၅ချိန်ရှိမှကြေးချောင်းထားတာ၆ချိန်အောင်ရှိထားတယ်ဒီ၈ပွဲမှာပေါ့နော် Ria 32 Celta Vigo, Ria 1Z Bilbao, Ria 12 Valencia, Ria 32 Ligane, Ria 21 Belcano. ဘာလို့ပုံစံနဲ့ဖြစ်တာတွေ့ရတယ်။တော်တော်လေးဆိုးနေတာတွေ့ရနောက်တန်းတော်တော်ဆိုးနေပါတယ် Ria Matic က Belcano ကိုကြည့်မှဆိုလား Belcano လည်းထိုးနှင်း၎င်းပါပဲဘာမှမကွာချပါဘူးနော်။ Belcano ကတော့အဝေးခွင်မှာခြေလေးပွဲအောင်ထားတယ်ခြေရှုံးထားတာ၄ချိန်ရှိတယ်အဝေးခွင်၈ပွဲကိုတွက်ထားတာပါ။၈ပွဲမှာပါနော်။ အရှုံးထားတာကတော့ဂျီရိုနာရှိမယ်ဘလန်စီယာရှိမယ်တီကိုရှိမယ်ဗီလာရီယဲရှိမယ်ဘောနော်ဒီအသင်းတွေကိုရှုံးထားသူကျဲအောင်ထားတာကတော့စီဗီလာဘီလ်ဘာအိုဆိုစီဒက်ဆိုမှဒီအသင်းတွေကိုသူကျဲအောင်ထားတာလည်းတွေ့ရတယ်ဘောနော်နောက်တင်လောက်တိချချိန်ကြည့်မှဆိုရင်ကစားသမားတွေကတော်တော်လေးစွတ်စွတ်ဝါးဝါးဖြစ်နေတယ်ဗောနော်ရီယယ်မက်တစ်ဖက်မှာဆိုကာမာဝင်းဂါကာဗဂျယ်အလာဘာမာလီတာရူရီဂါမန်ဒီ ဝင်းနက်စ်ဂျူနီယာချွေမန်ဒီအဝါကရိုဒီဂိုဘောနလူကာဗတ်စကက်စ်ခစားသမားတွေပါဖို့မတိကြဘူးဘောနတမယောကဖက်မှာဆိုလို့ရှိရင်တော့ခစားအပ်ဒွန်ပတ်ဘောနဒီခစားသမားလဲချော်လို့ရှိတယ်ဘောနကျွန်တော်ညီကိုတချက်တတိထားမှာတော့ဒါ line နဲ့ထွက်လာခြင်းတချက်ကြီးကြီးပေါ့ဗျာခုလက်ရှိပြီးထားတဲ့ body ကြီးနဲ့ကြိုက်လာပေါ့ဘယ်လိုရှိလဲဘောနော head to head အနေထားတွေကိုကြည့်မှဆိုရင်ဒီနှစ်သင်းပြေးခဲ့တာနောက်ဆုံး၅ချိန်ပေါ့နော်၅ချိန်မှာဆိုလို့ရှိရင် Real Madrid အသင်းက၃ချိန်နိုင်ထားတယ်မာယော့ကာအသင်းက၁ချိန်နိုင်ပြီ၁ချိန်သေးကြာထားတယ်ဒီနှစ်သင်းတွေ့ခဲ့တာနောက်ဆုံး၄ချိန်ဆက်ဂိုးအောက်ကျထားတယ်တွေ့ရတယ်1-0 1-0 1-0 1-1ဆိုတာပုံစံမျိုးတွေဖြစ်ထားတာလည်းတွေ့ရတယ်ပေါ့နော်ဒီအရောင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင် Real Madrid 87ရာခိုင်နှုန်းဆိုမှတော့ပေးထားတာလည်းတွေ့ရတယ်ပေါ့နော်။ဒါမာယော့ကာလည်းဝေးဝင်းဆိုလို့ရှိရင် တော်တော်များများဂိုးတကိုးတဲ့အပုံမပေးဘူးဟောတူဂိုးတကိုးတဲ့အပုံမပေးတာလည်းတွေ့ရတယ်တကိုးတဲ့အပုံလုံးဝမပေးဘူးဟောဗျာပေးတာနဲတယ်ဗောနောပေးတော့ပေးတယ်မှနဲတယ်ဒီအချက်ကိုလည်းတစ်ချက်တည်းထားမှာဗောနောမာယောကခန်းစိတ်ကိုချစ်ချစ်လေးလေးဆော့တာတိုက်ဆက်မကောင်းမကောင်းဗျာခန်းစိတ်ကတော့အဓိကဥတီတယ်သူတို့ကတော့ Rest to us ကိုချိန်မှာဆိုလို့ရှိရင်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Real Madrid အနိုင်ကို38ပြားဗောနောတည်ရီကိုတော့90ခွဲနဲ့ ာယောကနိုင်ကိုခုနစပြထားတေးကြတဲ့မာယောကနိုင်တော့မနိုင်ဘူးနိုင်ကြအကြောင်းတော့မရှိဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ပေးလိုက်မယ်ဗျာဒါလက်ရှိကွင်းလယ်တွေနောက်တန်းတွေရောအားအများနဲ့နေပြီမယ်ရီယယ်မက်တစ်ကတိုက်စစ်မှာကျတော့ရိုဒီဂိုတို့ဗာလင်မာတို့ကျွန်တော်အမ်ပါပေတို့ရှိတယ်ဗောဗျာဒီပွဲစဉ်မှာကျွန်တော်ရီယယ်မက်တစ်ဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုစိုက်တယ်ဗျာရီယယ်မက်တစ်2-0လောက်နဲ့နိုင်မလို့ကျွန်တော်သုံးသပ်မိတယ်ဒါကြောင့်လို့အကြိုက်ချင်းမပြင်းတဲ့ အာဖရိကအနေနဲ့ချစ်ရှုပေးပါလို့ညီကိုပြောစေချင်တယ်ဗောနော။နေ့ကျွန်တော်ရွေးချယ်ထားတာကဘလန်စီယာလီဂန်နဲ့ဗရီယမတစ်တို့ဖြစ်ပါတယ်။ညီကိုအားလုံးအဆင်ပြေကြပါစေဘောလုံးဘောတွေလည်းပေါက်ကြပါစေဗျာ။ကျမချမ်းသာကြပါစေ like subscribe comment ပေးတဲ့ညီကိုလည်းအားလုံးကျေးဇူးတင်ပါတယ်ဗျာ။